လက်ရှိတင်စားနေတဲ့အစားအစာတွေကဒီနှလုံးကိုထိခိုက်နေမလားကဲနေမလားဆိုတာကိုဒီဗီဒီယိုမှာဖြေရှင်းနေပါတယ်။မြမအစားအစာတွေကစားရတာတော့ကောင်းပေမဲ့သွေးတိုစီးဂျိုနဲ့နှလုံးရောဂါတွေကတော့တနေ့တည်းမှာပြုံပြီးဖြစ်လာတာမဟုတ်ပါဘူး။မနက်ခင်းမှာစားတဲ့ဟင်းမွေးတစ်ပွဲကသင်ရဲ့နှလုံးကျန်းမာရေးကိုအဆုံးဖြတ်ပေးနေပါတယ်။ဒါဆိုလို့ရှိရင်နှလုံးတန်မာဖို့အတွက် ်တင်နေစဉ်ဘယ်လိုမျိုးစားတော့တင်တယ်လဲမြမလူမျိုးတွေအတွက်စီစဉ်ထားတဲ့ heart healthy plates ဆိုတဲ့ခေါင်းစဉ် ਨੇ ဒီနေ့ကျမဒေါက်တာဂျိုဝဲဟာရှင်းပြပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာနှလုံးရောဂါကြောင့်အသက်ဆုံးရှုံးတာတွေများလာတာတွေ့ရပါတယ်ကျမတို့အတွက်အရေးကြီးဆုံးဟာချက်ပြုတ်ရတာလွယ်ကူပြီးတော့ရိုးရှင်းတဲ့အစာအစာကောင်းကောင်းတွေကိုဖြောင်းလဲစားတောက်တတ်ဖို့ပဲဖြစ်ပါတယ် အဲ့ဒီတော့နှလုံးတံပါဖို့ healthy plate ကနေစကြဆို့ဆိုတာခနာကိုအတွက်အာဟာရလုံလောက်စွာပြည့်ဝစွာပါဝင်ပြီးသွေးပေါင် မတက်စေဘူးသွေးပေါင်လည်းထိန်းနိုင်အောင်စီးကြိုသွေးကြိုလည်းထိန်းနိုင်အောင်နှလုံးရဲ့သက်တမ်းကိုလည်းရေရှည်ထိန်းသိမ်းနိုင်အောင် ကူညီပေးတဲ့အစားအသောက်တွေဖြစ်ဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျန်းမာတဲ့ထမင်းတပကံဖြစ်ဖို့အတွက်က ပကံကိုသုံးပိုင်းပိုင်ရပါမယ်90ရာခိုင်နှုန်းဟာအတီအရွက်ဖြစ်ပါတယ်25ရာခိုင်နှုန်းကတော့ကျမတို့မြန်မာလူမျိုးတွေစားနေကြထမင်းဖြစ်ပြီးတော့ကျန်တဲ့25ရာခိုင်နှုန်းကတော့အသားနဲ့ငားဖြစ်ပါတယ်ဒါပေမဲ့တခုတတိထားမှာကစားနေနေပဲစားဖို့ ਨੇ စီ short ထဲဖို့ပဲဖြစ်ပါတယ်စားနဲ့စီရာဆိုရင်သွေးပောင်ကိုမြင့်တက်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် အဲ့တော့ဘလို့အစားအစာမျိုးတွေကိုတင့်ရဲ့နေ့စဉ်ဘဝအတွက်ရှောင်တင်ပါတယ်လေအလွန်အမင်းကြော်လော်ချက်ပြုတ်ထားတဲ့အစားအသောက်တွေစီများတဲ့အစားအသောက်တွေအချိုများတဲ့အစားအသောက်တွေအဲအချိုရည်တွေတောက်တာမျိုးတွေရှောင်ရပါမယ် white rice လို့ခေါ်တဲ့ဆန်အချိုစားသုံးမှုရဲ့ပိုရှင်ကိုလျှော့ချရပါမယ်အဲ့တော့ကျမတို့နမူနာဘလိုမျိုးစားသောက်တင်လဲဆိုတဲ့ဟာလေးကို တစ်ချက်ကြည့်ကြည့်လိုက်အောင်နော်ဥမာမနေ့စာအတွက်ဆိုလို့ရှိရင်ကွေကောင်အုပ်တို့စံပြုတ်တို့တောက်တာမျိုးအသေးနံမဲစားတာမျိုးစားတင်ပါတယ်နေ့လယ်စာကိုကြတော့စီနေတဲ့အသားဟင်းတစ်ခွက်နဲ့ထမင်းပိုရှင်အနေငယ်နဲ့စားတောက်တင်ပါတယ်ညစာကိုကြတော့စီနေနေနဲ့ကြောထားတဲ့အသေးရွက်ကြော်လေးပဲဖြစ်ဖြစ်အသီးအနံပဲဖြစ်ဖြစ်စားသုံးလို့ရပါတယ်။မမိရဲ့အစားအသောက်ပုံစံလေးကို ြောင်းလိုက်တာနဲ့မိမိရဲ့မိသားစုတစ်ခုလုံးအတွက်အကျိုးရှိစေပါတယ် let's take care of our heart starting with our plate ကျမဒေါက်တာဂျူဝဲကနေပြီးတော့မိသားစုချမ်းမာရေးအတွက်အကြံဉာဏ်ကောင်းတွေကိုမျှဝေပေးနေပါတယ်ကျမရဲ့ YouTube နဲ့ TikTok channel တွေမှာ follow လုပ်ထားပြီးတော့ subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်ကျမဒေါက်တာဂျူဝဲပါ